အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂုသာသမီအားလုံးအတွက်26ရက်6လ2025ကနေ9ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းဒီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်စာကဏ္ဍအတွင်းမှာကျွန်တော်မိတ်ဆွေဗုဒ္ဓဂုသာသမီတွေပေါ့လေဘလုတ်ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့ထေဝန္ဒနာဘလုတ်ကံဆန်းကျင်တဲ့သူတွေဆိုလို့ရှိရင်လေထေကဏ္ဍလေးစပေးကြတာပေါ့အဲ့တော့ထေဝန္ဒနာဘလုတ်ထိုးမယ်ဆိုရင်တော့တိစာနှစ်အဆုံးဆိုတော့ကဏ္ဍလေးထိုးပြအောင်ထိုးပါဗျာနော် ဒီတစ်ပတ်ကာလမှာကျွန်တော်မိတ်ဆွေဘောဓဟူသားသမီးတို့ပါလေအဲ့တော့ကံကောင်းလားကံကျန်လားဆိုလို့ရှိရင်တော့ပြောဖို့တော့အားတော့နားတယ်ဒါပေမဲ့ဘယ်နေမျက်နှာပဲကြည့်ပြီးကျွန်တော်ပြောရလိမ့်မယ်ကောင်းတာလေးရဆပြောခြင်းလို့နော်အလုပ်မရှိသေးတဲ့သူတွေဆိုရင်ဒီကံကအလုပ်ရအောင်အလုပ်ရတတ်တဲ့ gain ရှိတယ်ကနော်အဲ့တော့အလုပ်ဝရိယအားလေးထားပြီးရှာပြီးအလုပ်ရတတ်တဲ့ gain ရှိတယ်အလုပ်ရှိတဲ့သူတွေကြတော့သူကလက်သာတိုးတာဒါမှမဟုတ်ယာရုတိုးတယ်ဆိုတဲ့အနေအထားတွေသွားကြုံရလိမ့်မယ်နော်လက်သာတိုးရင်တို့မတိုးရင်ယာရုတိုးမယ်ဆိုတဲ့အနေအထားကြုံရလိမ့်မယ်အဲ့တော့တော်တော်လေးအားကောင်းတာပေါ့နော်အလုပ်နဲ့ပတ်သက်ပြီးတော်တော်လေးအဆင်ပြေတယ် အဲတချို့ရှစ်ဘုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်ဒီကာလမှာအိုသစ်အိမ်သစ်ပိုင်ဆံရတတ်တဲ့အနေအထားတွေကြုံရလိမ့်မယ်နော်တချို့ကတော့အိုသစ်အိမ်သစ်ကိုပြောင်းရတယ်အိမ်ညာခင်းပြောင်းရတယ်အဲ့တော့အလောက်ကံပဲပြောင်းပြောင်းအိမ်မဲပြောင်းပြောင်းပြောင်းညင်ပြောင်းပြနော်ဆိုတော့ကျွန်တော်တော့လက်ခံပါတယ်ပြောင်းညင်ပြောင်းပေါ့အဲတချို့တွေဆိုရင်တော့မနက်မိုးလေးအိပ်ရထားမျက်လုံးလေးနှလုံးပွင့်တာနဲ့စိတ်တွေလေးနေတာစိတ်တွေလေးနေတာမျိုးလေးတွေဖြစ်ပြီးတော့လေပြောင်းညင်ရွှေ့ညင်နေတာမျိုးလေးတွေဖြစ်တဲ့အခါဒီကာလမှာပြောင်းရင်ကောင်းမှာမလားဆိုပြီးတွေးနေတာမျိုးလေးတွေရှင်ပြောင်းညင်ပြောင်းပါဗျာနော်ပြောင်းလို့ရတဲ့အနေအထားလေးတွေပေါ်လာပါလိမ့်မယ်နော် တော့အိမ်နေရာထိုင်ခင်းတွေဘာတွေပြောင်းမယ်ဆိုလဲပြောင်းရတယ်ကိစ္စမရှိဘူးအိမ်ပြင်မယ်အိမ်ဆောက်မယ်ရပါတယ်ဗျနော်လှုပ်ချင်တာလှုပ်ပါအဲ့တော့အလုတ်ကိုင်းအိုးရင်လည်းပတ်သက်ပြီးလှုပ်ချင်တာလှုပ်အကောင်းဆုံးဖြစ်တည်လာလိုက်မယ်အထူးသဖြင့်လေဒီကာလနေမှာလေဒီဘယ်လိုပြောမလဲအနုပညာရှင်တွေဆိုရင်အရင်ကအကောင်းတယ်ဗျဘယ်လိုအကောင်းလဲဆိုရင်ဒီကာလမှာသူကအဲနာမည်ကျော်ကြားတယ်လို့ခေါ်တာဗောလေသို့တော့ကောင်းသောကျော်ကြားခြင်းဆိုတာလည်းဆိုရင်ရန်အတိုက်ခိုက်တွေဝေဖန်မှုတွေဂျားတွေကနေအောင်မြင်မှုတွေရတယ်ဆိုတော့အနေထားခေါ်တယ်အေးချမ်းချမ်းတော့မဟုတ်ဘူးဗျအဲ့ကိစ္စကြီးသူကတွေ့ရတယ်ဗျနော်ဆိုတော့ ီးတော့ဝင်နှန်းနေတဲ့မှာဝင်နှန်းဘယ်ဝင်နှန်းမဖြစ်ဖြစ်အထူးသဖြင့်အစိုးရဝင်နှန်းလေးဆိုပို့တော့ဆိုးတယ်ဗျာတစ်ချက်ကိူးဆိုင်ကမယ်အဲ့ဒါဘာလဲဆိုတော့ပစ်စာတို့တိုင်စာတွေအတိုင်ခံတဲ့ကိန်းထဲမှာပါလို့နော်အဲ့လိုတွေဖြစ်ပြီးွားလို့ရှိရင်နေရာထိုင်ခင်းတွေပြောင်းရတဲ့အနေအထားတွေကြုံရလိမ့်မယ်နော်ကျွန်တော်စိတ်ပူတာလေးတစ်ခုရှိပါတယ်အဲ့ဒါကဒီကာလမှာအမှုမဖြစ်အောင်နေပါလို့အကြံပေးခြင်းနဲ့ဘယ်သူပဲဖြစ်ဖြစ်နော်။ဘာကြောင့်လဲဆိုတော့မမျော်လင့်ပဲရုပ်တရက် လူကြီးတွေပါရောက်လာတာရုံရောက်ကြောက်ပြဿနာဖြစ်တာရဲစခန်းတွေရောက်တာအဲ့လိုမျိုးအမှုကိစ္စတွေရင်ဆိုင်ဖြေရှင်းရမယ်ဆိုတဲ့အနေအထားမျိုးတွေကြုံရတယ်ဆိုတဲ့ကိန်းကြီးသွားဖြစ်နေတာတွေ့ရတယ်เนาะအဲ့ဒါတော်တော်လေးကြူးဆက်ကမှာဗျဆိုတော့အငုတ်တို့ထိုင်နေတဲ့ပြဿနာဝင်လို့လည်းပြောရင်ပုံမှန်တာပေါ့လေသူကအဆွတ်ဆွဲခံရတတ်တယ်ဗျကိုယ့်ကိုအေးဆေးနေတာပဲအဲ့ဒါကိုလာပြီးတော့ထိခိုက်နေတာတွေအဲ့လိုဖြစ်တယ်ဖြစ်တဲ့အခါမှာတွေဟိုတယောက်နဲ့ယောက်နဲ့ချိန်ပြီးဖြစ်တာမျိုးမဟုတ်ဘဲနဲ့ရက်ကြော်ရွာကြော်ပေါ့လေလိုင်းပေါ်တွေပါပြန်အဲ့လိုအနေအထားမျိုးတွေသွားကြုံရတတ်တော့အထူးသတိထားအဲရံမကင်းဘူးဆိုတာလေးသိသိကျင်တယ်ဗျာနော် ကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်ဒီနေ့ထမအဲဒီနေ့ sorry ဒီနေ့ဆိုတာထက်ဆိုင်ဒီအပတ်ထမဗုဒ္ဓကုသံသမီးတွေဆေးရုံတက်တက်တော့မဟုတ်ဆေးရုံစီကံသွားရတဲ့အနေအထားတွေကြုံရတဲ့တော့သတိထားမယ်အဲဖြစ်တဲ့ယောဂဘာမှန်းဖြစ်မလဲမင်းကျွန်တော်တော့နှစ်ချက်သွားတွေ့တာဗောလေအာစီယောဂအစာရင်နဲ့ယောဂအဆုတ်နဲ့ပတ်သက်တဲ့ယောဂအဓိကသွားဖြစ်မှာပဲเนาะအဲ့တော့အဲ့ဒါလေးတွေဖြစ်မယ်ဒီသတိတော်တော်လေးထားမယ်ပြီးရင် accident ဖြစ်တဲ့ gain တစ်ချက်မြင်တယ်သွေးထွက်သံယုံဖြစ်မယ် accident တွေဖြစ်မယ်ဆိုတော့အထူးသတိထားပါเนาะပေါ်ဆက်လို့လုံးဝမရပါဘူးဟာဖြစ်နိုင်ဒီ ကာလမှာဘာသာရေးလေးများများလေးလုပ်ပြီးမှပို့ပြီးတော့ကောင်းမယ်ဗျာနော်ငွေကြေးနဲ့ပတ်သက်ရင်တော့လက်ပိတ်တဲ့ကိစ္စမှာလုံးဝမရှိပါဘူးဗျာနော်အဲလူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာအနောက်အရှေ့တိုက်ခိုက်ရတော့အေကံမုတ်ချကြုံပါမယ်သို့တော့ငွေလက်ပိတ်လာမင်းလက်မပိတ်ဘူးဟွာဒီကာလမှာငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လာပါအောင်ပို့ပြီးပွင့်လာပါအောင်မယ်ဗျာနော်အတိုက်ခိုက်တွေကြားထဲကနေအောင်မြင်မှုရမှာဆိုတော့အပူနဲ့ရတဲ့ဟာမျိုးလေးတွေဖြစ်တဲ့အတွက်ရတဲ့ပတ်စံလေးတွေဒီမမြဲပဲနဲ့အမ်ချက်ချင်းဝင်လာခဏနေပြန်ထွက်လိုက်ဆိုတဲ့အနေထားမျိုးတော့သွားကြုံရတော့တယ်သတိထားပါတချို့ဒီကာလမှာ လောင်ကစားလုပ်နေတဲ့သူမျိုးတွေပါလေဆိုတော့အတက်နိုင်ဆုံးသတိထားပါဘဝပြတ်တဲ့တဲ့ဂိမ်းတွေရှိတယ်လုံးဝအကျိုးမပေးဘူးအဲ့ဒါလေးသိသိချင်တယ်အခက်မသိလို့ရှိရင်မန္တလေးတဲ့သူတွေတိုက်ခိုက်တာကြောင့်အဖမ်းစီးခံလိုက်ရတဲ့အနေအထားမျိုးတွေအမှုအဆင်ခံလိုက်ရတဲ့အနေအထားမျိုးတွေဖြစ်တည်ကြလိမ့်မယ်နော်ထက်တော့လဲလဲမှားတာပါကိုပိုင်စီဝါရေးလုပ်ငန်းလုပ်နေတဲ့သူတွေထဲမှာဒီကလာမှာအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ဆောက်ပစ္စည်းရောင်းဝယ်တာတို့အိမ်ချမ်းမြေရောင်းဝယ်တာတို့ဆိုအရန်ကောင်းတယ်ဗျအဲအရောင်းဝယ်တက်တက်လက်လက်လေးအဆင်ပြေလာလိမ့်မယ်အဲ့ဒါအပြင် အလားကုန်ပစ္စည်းရောင်းတာလို့အလားပြင်ဆိုင်ဖွင့်တာလို့ဆိုလဲအရန်ကြိုးပေးတယ်အနုပညာနဲ့ပတ်သက်ပြီးလုပ်မယ်ဆိုလို့ရှိရင်ဒီကာလမှာထားပါတော့တခြားတဲ့ဘုတ်ဆိုပြီးတော့ line work တင်လိုက်မယ်ပြောပြည့်တဲ့အာဝေဖန်မှုတွေရောအများကြီးပေါ့အဲ့ကြတဲ့မှာမှာအောင်မြင်မှုလူသိများထင်ရှားမှုတွေလေးကျင်းဝလိုက်မယ်ပြောနော်အဲ့တော့တော်တော်လေးအားကောင်းပါတယ်ဗျအဲ့တချို့တွေကြတော့ရာထူးကြီးကြီးမားမားရွာတာမျိုးတွေအစားဖြစ်တဲ့ဝေဖန်တိုက်ခိုက်မှုတွေကြတဲ့ကနေရတဲ့ရာထူးတွေလည်းရတတ်တယ်ဆိုတဲ့အနေထားဖြစ်တော့အကောင်အဆိုးကြတဲ့မှာတော့တော်တော်ကြီးရောနေပါတယ်နော်ကျမကြီးမလေးခဏကောင်မှဖြစ်တဲ့ကျမကြီးထက်စာရင်ဘုဒ္ဓကုသသမီးတွေဒီကတော့မှစိတ်မှဖြစ်တဲ့ကျမကြီးကကုရနဲ့ထိစေးမရှိဘူးဗျာနော် စိတ်တွေကြောင်ချက်ချာဖြစ်နေလိမ့်မယ်စိတ်တိုင်းမကြောက်ဘူးအရာရာစိတ်တွေလေးနေတယ်ဘာပဇက်ကပြောတာဒီလိုလက်ကလှုပ်တာဒီမျိုးနဲ့အမျိုးမျိုးဖြစ်နေလိမ့်မယ်ဖះရှုပ်လို့ရှိရင်တော့မဩဝါဒလိုရွတ်တဲ့ချိန်မှာပဲကိုယ်စိတ်ကတခြားကြီးရောက်နေတာမျိုးတွေဖြစ်တဲ့အတွက်ဘာသာရေးကိုပြင်းပြင်းထန်ထန်လေးလုပ်ဝေးခုနရရှိညာဖះရှုပ်လို့ရတဲ့ဆိုင်တမထောက်ပြဿနာလေးပြင်းပြင်းထန်ထန်အားထုတ်ပါလို့အကြံပေးပါရစေနော်အဲဆက်သက်ပြီးပြောမယ်ကျမညာလို့စိတ်ုံစိတ်ကံပြရင်အဲတနင်္ဂနွေသားသမီးဆရာဝန်နဲ့ပြအမရန်ကောင်းတယ်ဗျာနော်အဲပြီးတော့အခြေအိမ်တော်နဲ့ပတ်သက်ရင်တော့အကောင်းဆုံးကတော့ဒီကာလမှာ ဟိုချစ်သူမရှိတဲ့သူတွေလည်းမထားနဲ့ဗျအဲ့ဒါအကောင်းဆုံးပဲဗျဘာလို့လဲဆိုတော့ဒီကလာမှာချစ်သူမရှိတဲ့သူတွေစမ်းအရမ်းပွင့်ပြီးတော့ချစ်သူရလာလိမ့်မယ်အဲကျွန်တော်တို့ရဒီကလာမှာရတဲ့ချစ်သူကခဏတစ်ခုလာပြီးပြန်ထွက်သွားတတ်တဲ့အထက်မှာပါတဲ့သူကကျွန်တော်ကမကြိုက်စေချင်ဘူးပေါ့နော်ပြီးရင်လာတဲ့သူကလူကောင်းမဟုတ်တာလေးတွေဖြစ်တယ်လို့အဲချစ်သူအိမ်တော်မှာရှိတဲ့သူတွေကတော့တခြားလေကိုကဖြစ်ရင်ဖြစ်မဖြစ်ရင်ကိုရဲ့ချစ်သူအိမ်တော်ဘက်ကအဲတတိယတယောက်ပေါ်တတ်တဲ့ဆိုတဲ့အနေထားမျိုးတွေကြုံရတတ်တယ်တတိထားမယ်သုံးမွေးဆိုင်ပြဿနာတွေကြုံတဲ့အခါမှာအချက်တကွယ်အကျိုးနဲ့ဖြစ်တတ်တယ်တော်တော်လေးဂယုဆိုင်ကမယ်နော်အထူးသဖြင့်ချစ်သူအိမ်တော်ဘက်ဒီ အဲစနေသားသမီးတို့အင်္ဂါသားသမီးတို့ဆိုရင်ပို့ပြီးတော့စိုးပါလိမ့်မယ်အထူးသတိထားပါလို့ထက်တယ်လည်းအကြံပေးပါရစေပညာရေးနဲ့ပတ်သက်ရင်တော့ဘာပဲပြောပြောပညာရေးကံကမစိုးဘူးဆိုတဲ့အနေအထားရှိတော့ကြိုးစားရင်ကြိုးစားတော့တော့အောင်မြင်မယ်ဟိုစောင်းဝဲမကြရင်တော့မကြဘူးဒါပေမဲ့အမတ်ကောင်းကောင်းမရဘူးဆိုတဲ့အနေအထားမျိုးလေးတွေဖြစ်လာလိမ့်မယ်ဗျာနော်အပကကိုယ့်ဘကဝရိယလေးတစ်ဆင့်တော့ကြိုးစားမယ်ဆိုရင်အဲကောင်းသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဘာမှစိတ်ဝူစရာတော့မလိုပါဘူးဒီကလောက်မှဘာပဲလုပ်လို့တောက်ကြသားသမီးတွေနဲ့ပူတွဲတာမြင်ပြီးလို့ပါသူတို့စီကအကြံညာအကူအညီလေးတွေယူပါဗျာနော်အဲ့ဒါဆိုရင်ပို့ပြီးတော့ကံရဲ့အထောက်အပံ့ကောင်းလေးတွေရလာလိမ့်မယ် ကျောင်းကြီးကလည်းအညံ့လေးတွေပြည်တယ်အာပြည်အောင်လို့ပေါ့လေတချို့ဆိုရင်ကိုယ့်ရဲ့အိမ်မှာတောက်ပြသားသမီးတွေရောက်ညညံ့နေလာပြီးတဲခုလိုက်တာမျိုးဆိုရင်ကျောင်းကလည်းအညံ့အခိုက်တွေတွေပြေပြောက်သွားမယ်ဗျာနော်ဇွန်လ28ရက်30ဇူလိုင်လ1ရက်2ရက်အဲ့ရက်ကတော့အများကိစ္စအသင်းဖွဲ့ကိစ္စတွေမှာကိုကကောင်းကောင်းနေရာကနေတာဝန်ယူဆောင်ရွက်ရတဲ့အနေအထားလေးတွေရှိတယ်။လာတာတိုးရင်တိုးမတိုးရင်ယာလူတိုးဆိုတဲ့အနေအထားလေးတွေနဲ့ယာလူလည်းတိုးမယ်အပြောင်းအရွှေ့တွေလည်းဖြစ်လာလိမ့်မယ်။အမိသားစုတစ်ခုမှဖြစ်နေတဲ့အမှုကိစ္စတွေဆိုလို့ရှိရင်လည်းကိုကဥဆောင်ပြီးတော့အောင်မြင်စွာကျော်လွှားနိုင်စွမ်းရှိမယ်ဆိုတဲ့အနေအထားမျိုးလေးတွေဖြစ်လာလိမ့်မယ်။ အိုးသစ်အိမ်သစ်ရတာအလုပ်သစ်အကန့်သစ်ရတာမျိုးလေးတွေအစားဖြစ်နေလာပြီးတော့တော်တော်လေးကောင်းပါတယ်ဗျာနော်လက်ညှိုးညှိုးကရေဖြစ်တဲ့ကာလပေါ့နော်ဇွန်လ26ရက်28ရက်29ရက်အဲ့ရက်မှာတော့အညံ့နေသေးရှိတယ်အမှုမဖြစ်အောင်နေရင်ကောင်းတယ်အဲအမှုကအမိုက်ကစားပြတ်တက်မိတာမို့လေအဲ့လိုပုံစံမျိုးထပြီးတော့ဖြစ်သွားတဲ့အနေအထားလေးတွေဖြစ်တယ်ဆိုတော့အော်လူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်အချက်တကွယ်အကျိုးနဲ့ဖြစ်ပြီးရှေ့တစ်ဝက်ကနောက်ဆက်ဝက်ကအနေအထားတွေဖြစ်ဒီလာနိုင်မယ်နာမည်ဂုံတိကထိမိခိုင်မိတဲ့အနေအထားဖြစ်လာမှာဖြစ်တဲ့အတွက်အထူးအထူးသတိထားပါ ပြီးတော့ဆက်ပစ္စည်းတွေမကြာခဏပြက်တာလေးတွေဖြစ်ပြီးတွားလာလွတ်လွတ်ရှားတဲ့အခါဆိုင်ကကအက်ဆီဒန့်ဖြစ်တာဒက်လိုက်တာအပူလောင်တာဒါလေးတွေအစားဖြစ်တတ်ပါတယ်မမေ့ပါနဲ့နော်အဲ့တော့ကျွန်တော်လည်းအညံခက်နေကင်ဗီကောင်းတဲ့ကန်လေးတွေပို့ကောင်းအောင်ရေရာလေးပေးခြင်းတယ်အဲရေရာနေနဲ့ဘာလို့ကောင်းမလဲဆိုတော့အဲရေရာမပေးခင်ကန်ဒီယာရဲ့ထောက်မမှုတွေဒီအပြေဝရအောင်အဝါရောင်အဆက်ရောင်ခရမ်းရောင်ကျက်သွေးရောင်တို့ကိုအဓိကထားပြီးမှုစင်သုံးဆွဲရမယ်ဒါအပြင်တစ္ဆပန်းအုံပန်းပြီးတော့ရှိရင်တက်ခွပန်းဒဇင်ပန်းတပြေပန်းအဲ့ဒီပန်းတွေကို မိမိတို့ယုံကြည်ကိုယ်တဲ့ဖះမှာဖះမန်းကတ်တာပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလပောင်းထိုးတာမျိုးပဲဖြစ်ဖြစ်နော်အဲ့ဒါလေးကိုတုံးဆွဲပေးပါအဲ့တော့ညံ့နေတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရရချေရမယ်ပေါ့ဗျာအဲ့တော့ရရရနေနဲ့ဘာလုပ်ကြမလဲဆိုရင်တိလရှင်ဆရာလေးတစ်ပါးပါဘောလေအဲအနေအောင်ထိတဲ့ဝယ်ပြီးတော့လူတန်းဒါနာပြုပေးပါဗျာနော်လုတ်ပြအောင်လုတ်ပေးလိုက်ပါအမရန်ကောင်းလာလိမ့်မယ်အကယ်အဲ့ဒါကိုတက်နိုင်လို့ရှိရင်တော့စနေနေ့မှာလုတ်လိုက်ရင်ပို့ပြီးတော့ကောင်းပါလေဗျာနော်ဒါဆိုရင်ကိုယ့်ရဲ့ကံလေးတွေပို့ပြီးတော့ကောင်းသွားလိမ့်မယ် အဲကျွန်တော်လည်းအညံ့ခတ်နေပြီးပြောက်ချင်တယ်ဆိုရင်ဘာလို့ကလဲဆိုတော့လေအဲကို့အိမ်မှာရှိတယ်ဗောလေဖနာအဆုတ်တွေမိသည်အကျုံအပြက်တွေနော်ထီးအဆုတ်တွေအဲ့ဒါတွေအားလုံးရောရှာဖွေပြီးတော့လက်ထက်ကအမိုက်ပေါ်မှာကိုယ်တိုင်ကိုကြသွားပြီးဆွမြေပြလိုက်ပါဒါဆိုတော့ကျွန်တော်လည်းအညံ့ခတ်တွေဧကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်ဘုရားကုသသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်